အားလုံးမင်္ဂလာပါငလင်ဘာကြောင့်လှုပ်တာလဲငလင်ဘယ်နှမျိုးရှိတယ်လဲငလင်လှုပ်တဲ့အချိန်မှာဘာတွေဖြစ်လာတယ်လဲဒီမေကွန်းနေရဲ့အဖြေကိုသိဖို့ဆို ပထမဆုံးကဘာအမည်တို့ကိုဘလို့ဖွဲ့စည်းထားတယ်လဲဆိုတာကိုအရင်သိဖို့လိုအပ်မှာဖြစ်ပါတယ်ကဘာအမည်တို့ကိုအလွာလွာထပ်ထပ်နဲ့ဖွဲ့စည်းထားပါတယ်အတွင်းဆုံးဘဟုဥတိုင်းကနေမြေမျက်နှာပြင်အထိ အလွာတွေကိုကြည့်မယ်ဆို ကျုပ်တလုံးနဲ့ခတ်ဆင်ဆင်တူတာကို တွေ့ကြရမှာဖြစ်ပါလေအခဲဖြစ်နေတယ်ဘဟုအတွင်းဦးတိုင်းအရေးပြောနေတဲ့အပြင်ဦးတိုင်းအကာဒီအကာက အများစုက အခဲအနေနဲ့ရှိနေပါတယ်အလွန်ထူထဲပြီးကဘာမီဓာတ်ထုရဲ့84ရာခိုင်နှုန်းလောက်ကဒီအကာအနေနဲ့ရှိနေပါတယ်ဒီအလွှာမှာအခဲဆိုတာကြောက်သားလိုမာကျောနေတဲ့အခဲမျိုးထက်ကြောက်ကျောလိုခဲနေတာမျိုးနဲ့ပိုတူပါတယ် ဒါကြောင့်ဒီအလွာကအကြောင်းနဲ့တတ်ထုတွေဟာဂျယ်လီလိုနေရာရွှေလျားနိုင်ကြပါတယ်။အခွန်ဒီအခွန်ဟာအလွန်ပါလျာပြီးအထူအားဖြင့်9ကီလိုမီတာကနေ90ကီလိုမီတာအကြားပဲရှိပါတယ်။ကမ္ဘာရဲ့အပေါ်ဆုံးလွာဖြစ်တဲ့အခွန်ဟာတကယ်တော့ကျဲ့ဥခွန်လို့ဒလဇက်ထဲရှိနေတဲ့အခွန်မျိုးမဟုတ်ပါဘူး။အဲ့ဒီအစားကျဲ့ဥပြုတ်ကို ခောက်လိုက်ရင် အခွန်ကအစိမ့်စိမ့်ကွဲထွက်လာသလိုမျိုး အစိမ့်စိမ့်ကွဲနေတာပါ။ ဒီကဘာအပေါ်ရန်ကအခွန်ရဲ့အပိုင်းတွေကိုကြောက်ထုလွားပြီလို့ခေါ်ပါတယ်ဒီကြောက်ထုလွားတွေအချင်းချင်းပေါ်တိုင်းမိချင်းကြောင့်ငလင်တွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်ငလင်တွေဟာအများအားဖြင့်ဒီကြောက်ထုလွားတွေတစ်ခုနဲ့တစ်ခုစုံတဲ့နေရာတွေကိုပဟိုပြုပြီးလှုပ်ခတ်ကြပါတယ်ကဘာမြေတူးရဲ့အခွန်ဖြစ်တဲ့ကြောက်ထုလွားတွေဟာအငြိမ်နေကြတာမဟုတ်ပါဘူးအပေါ်မှာပြောခဲ့တယ်လို့ပဲအကာဟာကြောက်ကြောလိုမျိုးဖြစ်နေတာမို့ ဒီအကာထဲမှာရှိတဲ့ဝတ္ထုတွေက ပုံမှန်ရွေလျားမှုရှိနေပါတယ်။ဒီလိုရွေလျားမှုကြောင့်အကာပေါ်မှာရှိနေတဲ့အခွန်တွေဟာလည်းအောက်ကရွေလျားမှုအတိုင်းလိုက်ပြီးရွေလျားကြပါတယ်။ဒီလိုရွေလျားတဲ့အခါကြောက်ထူလွားတွေတစ်ခုနဲ့တစ်ခုရွေးတဲ့ဥတီချက်ဒါတိုင်းရှင်မတူသလိုရွေးတဲ့အချိန်လည်းမတူပါဘူး။ဒီတော့ဒီကြောက်ထူလွားတွေတစ်ခုနဲ့တစ်ခုစုံတဲ့နေရာတွေမှာပေါ်တိုင်မှုဖြစ်လာပါတယ်။ ီလိုဖြစ်တဲ့အခါဒီပုတ်တိုင်မှုဖြစ်တဲ့နေရာတွေမှာတစ်ခုနဲ့တစ်ခုချိတ်ဆွဲထားသလိုဖြစ်နေပါလေဒီလိုစုံတဲ့နေရာတွေမှာချိတ်မိနေပေမဲ့ကျန်တဲ့ကြောက်ထူလွာကြီးတစ်ခုလုံးကတော့မူလသွားနှုံးအတိုင်းဆက်ပြီးရွေ့နေတာပါဒီတော့ဒီချိတ်မိနေတဲ့နေရာကနှစ်ဖက်ပုတ်ဆွဲသလိုဖြစ်လာပါလေဥပမာပစိုးစားကနယံကအချိန်မှချိတ်မိသလိုပေါ့ ီလိုချိမိနေရကနှစ်ဖက်ကြောက်ထူလွားရီဆက်ရွှေနေတော့တစ်ချိန်ချိန်မှာဒီချိမိရကနေလွတ်ထွက်သွားပါလေဒီအခါအရင်ချိမိနေတော့ကနှစ်ဖက်ပေါ်အားကြောင့်စူမီတဲ့အာရီဟာရိုးတည့်ရလွတ်ထွက်လာပြီးတုံခါလိုင်းတွေအနေနဲ့ကပ္ပအမီပြင်အနက်ရှင်းမြတ်လာတို့ပြန့်နှံ့သွားပါလေဒီလိုမြေပြင်ထဲကတုံခါလိုင်းတွေ ပြန့်သွားတဲ့အတွက်ကပ္ပအမီသားတို့တုံခါပြီးငလင်လှုပ်ချင်းဖြစ်လာရတာဖြစ်ပါတယ် ဒီလို ငလင်လှုပ်တဲ့အခါချိန်မီနေတဲ့ကာလကြာလီလီအားရီပိုဆူမိလီလီမို့ငလင်အားလဲပိုပြီးပြင်းထန်ပါလေ